အားလုံးပဲမင်္ဂလာပါလွန်ခဲ့တဲ့နှစ်တော်တော်များများကငကားတကြီးတစ်ခုရှိတယ်ဆိုတော့လိုင်ကူကြီးတစ်ခုကိုကျွန်တော်တွေ့ထားတယ်အဲ့ဒီလိုင်ကူထဲမှာတကယ်ပဲငကားတွေရှိလားမရှိဘူးလားဆိုပြီးတော့သွားပြီးတော့ရှာတဲ့သူတွေကလည်းအများကြီးမှအများကြီးပဲရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အတူတူသွားကြည့်ကြပါမယ်အဲ့တော့ဒီငကားတိုက်ကဘာမှရှိတာလဲဆိုတော့ထိုင်းနိုင်ငံမှာဒီခန်းချနှုတ်တတော်ဆိုတာရှိအဲ့ဒီကျွန်းကြီးရဲ့အောက်တက်တက်မှာဒီငကားတကြီးရှိတယ်ဆိုပြီးတော့လူတွေတော်တော်များများကပြောကြတယ် ီထိုင်းနိုင်ငံရဲ့ခန်းကျွန်ုပ်တက်တော်နဲ့ပတ်သက်ပြီးတော့ရှေ့မှာကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ခဲ့ပူတယ်။ဘာလို့ဝိညာဉ်တွေကြီးဆိုးတဲ့နေရာတစ်ခုလို့ပြောရတာလဲဆိုရင်လွန်ခဲ့တဲ့28နှစ်လောက်တုန်းကဒီတောထဲမှာရုပ်ရှင်လာပြတဲ့အဖွဲတစ်ဖွဲရှိခဲ့ဘူးတဲ့။သူတို့ဝင်လာတုန်းကမှတ်ထားတဲ့နာမည်စီးရင်တွေကိုလိုက်ပြီးတော့စစ်မေးကြည့်လိုက်တာ။အဲ့ဒီလာကြည့်တဲ့သူတွေအကုန်လုံးကတေးပြီးသားသူတွေရဲ့နာမည်စီးရင်တွေဖြစ်နေခဲ့တယ်။ အဲ့ဒီမှာဆိုရင်လေဒီတစ်တော်ကြီးကနန္ဒကားတွေနဲ့ဆက်နွယ်နေတယ်ဆိုတာရောဒီရုပ်ရှင်လာပြတဲ့အခါကျတော့လေအဲ့ဒီရုပ်ရှင်ကိုလာကြည့်တဲ့သူတွေအကုန်လုံးကပေပြီးသားသူတွေဖြစ်နေတယ်ဆိုတာတွေကိုပါအဲ့ဒီဗီဒီယိုထဲမှာကျွန်တော်တစ်ခါထည့်ပြောထားဘူးလေဒါကကျွန်တော်ရင်မှမဟုတ်ဘူးထိုင်းနိုင်ငံကဇက်ကားတွေ channel တော်တော်များများတွေမှာလည်းမြင်မှုကြားလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်အဲ့ဒီရဲ့နောက်ပိုင်းမှာဆိုရင်တော့အခုလိုမျိုးဝေခွဲမရတဲ့အကြောင်းအရာတွေပါထပ်ပြီးတော့ပါလာခဲ့တယ်ဒီမှာဆိုရင်လေအမျိုးသမီးတစ်ယောက်ကဓာတ်ပုံထဲမှာမဲ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 နဲ့ဒီဓာတ်ပုံတစ်ပုံကလည်းတော်တော်လေးကိုမှ ာပြောစရာတွေဖြစ်ခဲ့ဘူးပဲအဲ့တော့ဒီတပ်ပုံထဲမှာပါလာတဲ့မင်းကလေးကတကယ်ပဲလူစင်စစ်လားဒါမှမဟုတ်ဒီတတော်တဲ့ကမကျွတ်မလွတ်တဲ့ဝိညာဉ်တတ်တတ်ပဲလားနောက်ထပ်ဗီဒီယိုတစ်ခုမှာဆိုရင်လေဒီအမျိုးသမီးတစ်ယောက်ကခေါင်းမပေါက်ခေါင်းကတကယ်ပဲမပါတာလားဒါမှမဟုတ်အဲ့ဒါလှုပ်ထားတာလားကျွန်တော်ကြည့်ရတော့မှတော်တော်လေးဝေခွဲမရဘူးပေါ့လေနောက်ပြီးတော့ဒီတတော်ကြီးကိုရောက်ဖို့အတွက်ကလည်းလမ်းကဆိုရင်လေဒီငကားကြီးနှကောင်နဲ့ဆက်သွယ်ပြီးထားတယ်လွန်ခဲ့တဲ့1985ဝန်းကျင်လောက်တုန်းကဆိုရင်လေဒီကျွန်းကြီးကရေကြီးမှုတွေနဲ့ကြုံခဲ့ရတယ်ဂျန်နာရီအကုန်လုံးကမြုပ်သွားခဲ့ပေမဲ့ဒီကျွန်း ်းကြီးကတော့ရေလုံးဝမမြုပ်သွားခဲ့ရေပေါ်ကျွန်းဆိုတဲ့နာမည်ရခဲ့တဲ့ထီအောင်ကောင်ကတကယ်ပဲရေပေါ်မှာပေါ်နေတာမျိုးလားဂျုံကြည်သူတွေရဲ့ကြားထဲမှာတော့ဒါကနဏကားတွေရဲ့စွမ်းအင်တွေကြောင့်အခုလိုမျိုးရေမမြုပ်တာဒီနေရာကနတ်ကြီးတဲ့နဂားတွေကြီးစိုးတယ်ဆိုပြီးတော့တော်တော်များများပြောကြတာတွေလည်းရှိတယ်အဲဒါအပြင်ကောင်ကဒီလူပြည်နဲ့နဂားပြည်နဲ့သွားလို့ရတဲ့လှိုင်ကူကြီးတစ်ခုရှိတယ်ဆိုပြီးတော့လည်းပြောကြတာတွေလည်းရှိဒါပေမဲ့လည်းဓာရီအကောင်လုံးကယုံကြည်သူတွေရဲ့ကြားထဲမှာပဲကြားလို့ကောင်းတယ်ဟိုကျွန်တော်တို့ရဲ့ကြားထဲမှာတော့ယုံကြည်ခြင်းစရာအချက်လက်တွေတော့ရှိမနေ ခဲ့ဘူး။ဒါနဲ့ပဲသိပ္ပံပညာရှင်တွေရောက်လာခဲ့ပြီးတော့တူတူချာချာလေးလေ့လာခဲ့ကြတယ်။တူတူချာချာလေ့လာကြည့်လိုက်တော့လေဒီကျွန်းပေါ်ကမြေကြီးတွေကအချင်းတော်တော်ကြာကြာဆွေးမြေ့နေတဲ့အယိုးစုတွေကြောင့်အခုလိုမျိုးဖြစ်လာတယ်ဆိုပြီးတော့မှလည်းပြောကြတယ်။မြေကြီးတော့လေကျန်တာတွေအကုန်လုံးကမြုပ်ပြီးတော့ဒီကျွန်းကြီးကမှဘာကြောင့်ရေမမြုပ်ရတာလဲဆိုတာရယ်။နောက်ပြီးတော့ဒီကျွန်းကြီးရဲ့အောက်မှာတကယ်ပဲသူတို့ပြောသလိုမျိုးငကားတိုက်ကြီးရှိမရှိဆိုတာကိုစဉ်းစားဖို့ဖြစ်လာခဲ့တယ်။ဆိုတော့ကျွန်တော်တို့အတူတူတွားကြည့်ကြပါဦး။ อันได้รับความร่วมมือจากมูลนิธิกู้ภัยสว่างเมธาอุดรธานีเอื้อเฟื้ออุปกรณ์ และนักประดาน้ําเพื่อจะทําการสํารวจพื้นที่ใต้เกาะคําชะโนด และหาคําอธิบายในเรื่องการลอยตัวของเกาะให้ชัดเจนยิ่งขึ้น การดำลงไปครั้งแรก คือการดำลงไปสำรวจพื้นที่ก่อนการบันทึกภาพ จากการสำรวจพื้นที่ใต้น้ำเบื้องต้น นักประดาน้ำบอกกับเราว่า ข้างล่างน่ะใสเรียบเลยเห็นเห็นเห็นแค่หางสลายนี่หางสลายแล้วก็ข้างล่างก็เป็นพื้นน้ำเลยเข้าไปต่ออีกได้ไหมได้เข้าไปต่ออีกก็ได้ นี่คือการดำลงไปครั้งที่สองซึ่งครั้งนี้เป็นการบันทึกภาพใต้น้ำของเกาะคำชะโนดที่เราไม่เคยเห็นที่ไหนมาก่อนเลย นักประดาน้ำทั้งสองคนดำลงไปในทิศทางเดิม 20 เมตร ผ่านไปประมาณ 10 นาที เราก็ได้รับสัญญาณให้ดึงเชือกกลับ ทั้งคู่บอกเพียงแต่ว่า ข้าไปไม่ได้แล้ว และขอขึ้นฝั่งเกิดอะไรขึ้นกับการดำน้ำในรอบที่สอง ทีนี้ลงไปรอบที่สองเราลงไปแล้วปรากฏว่าตันครับเป็นลากยายาวติดพื้นหมดเลยครับมุดเข้าไปไม่ได้ครับ ာမှာသူတို့ပြောထားတာတွေကိုကျွန်တော်နားလည်သလိုအတူချုံးပြီးတော့ပြန်ပြီးတော့ပြောပြပထမဆုံးတစ်ခေါက်ဝင်တုန်းကတဲ့ဒီရေအောက်မှာကအကုန်လုံးကကြည်လင်နေပြီးတော့ဒီငါးတွေရောဒီတခြားသောအပင်တွေရောတင်းမြစ်တွေကိုရှင်းရှင်းလင်းလင်းနဲ့မြင်ရတယ်တဲ့နောက်ပြီးတော့အဲ့ဒီအမြစ်တွေကလည်းဒီကျုံးပေါ်ကဒီအပင်တွေရဲ့အမြစ်တွေဖြစ်လိမ့်မယ်ဆိုပြီးတော့လည်းပြောကြတယ် ဒါကရေအောက်ကိုဆင်းတဲ့သူတွေပြောတာဒါပေမဲ့ဒီအပင်တွေရဲ့အမြင့်ဖြစ်ပါတယ်ဆိုတော့တီးကြတဲ့အချက်လက်တွေမဟုတ်ဘူးအဲ့ဒါနဲ့ပဲရေအောက်ကိုဆက်ပြီးတော့ဆင်းသွားလိုက်တဲ့အခါကျတော့ဒီလိုင်းကူအကြီးကြီးနဲ့ဒီဂူပေါဝါကြီးတကူကိုတွေးခဲ့တယ်တဲ့ဒါပေမဲ့လည်းဆက်ပြီးတော့မဝင်ရဲတော့ပဲနဲ့အပေါ်ကိုပြန်တက်လာခဲ့တယ်တဲ့အဲ့တော့မေးချင်တာကသူတို့ဆက်ပြီးတော့ဒီရေထဲကိုဆင်းကြတဲ့ကရေချက်ကနှစ်ခုပဲရှိတယ်ဒီကျွန်းကြီးကတကယ်ပဲရေပေါ်မှာပေါ်နေတာလားဆိုတာရဲ့နောက်ပြီးတော့ဒီရေအောက်မှာတကယ်ပဲငကားတိုက်ရှိမရှိဆိုတာရဲ့ဒီနှစ်ချက်ကိုသိကျင်လို့ဆိုပြီးတော့ဒီရေအောက်ကိုဆင်းတာ

ဂူပေါဝါကြီးကိုရောက်ပြီးမှပြန်ပြီးတော့တက်လာခဲ့တယ်ဆိုတော့ဒါကလည်းစဉ်းစားမယ်ဆိုရင်တော့လည်းစဉ်းစားစရာပဲပေါ့လေပြီးတော့ဒီရောင်းမကလည်းဒီတင်းမြစ်တွေကိုတွေးခဲ့တယ်ဆိုပြီးတော့မှပြောတာဒီတင်းမြစ်တွေကလည်းဒီကျုံးပေါ်ကတင်းမြစ်တွေဖြစ်ပါတယ်ဆိုတဲ့သက်တည်ရှိမနေခဲ့ဘူးဒါဆိုရင်ဒီအထဲကိုအစာကလေးကဗာဆင်းပြီးတော့မှလောက်တာဒါတွေအကုန်လုံးကဒါသူတို့ပထမဆုံးဝင်ခဲ့တဲ့အခေါက်တုံးကသူတို့ပြောခဲ့တဲ့ဟာတွေဒါနဲ့ပဲနောက်တစ်ခေါက်ထပ်ပြီးတော့ဝင်နေပေါ့လေနောက်တစ်ခေါက်ထပ်ဝင်တော့ဗာပြောလဲဆိုတော့ပထမတစ်ခေါက်တုံးကလို့ရေတွေကကြီးမနေတော့ဘူးတဲ့ဟိုပထမတစ်ခေါက်တုံးကလို့မြင်လိုက်ရတဲ့ဂူပေါဝါ ကြီးကလည်းဒီအမြင့်တွေနဲ့ဒီရှုပ်ချက်ခတ်သွားပြီးတော့ဝင်ဖို့တောင်မှတော်တော်လေးခရင်သွားပြီ။အဲ့ဒီအချိန်မှာဒီမွေးပုံတရံအကောင်ကြီးကြီးနဲ့ဒီမျက်လုံးနီနီအကောင်ကြီးတကောင်ကိုပေးခဲ့ရတယ်တဲ့။ပြီးတော့သူတို့ကိုရှေ့ဆက်သွားလို့မရအောင်သူတို့ရဲ့ခြေထောက်ကိုတယောက်ယောက်ကဆွဲထားတယ်လို့ခံစားရတယ်တဲ့။အဲ့ဒါကသူတို့ပြောတာ။အဲ့တော့ဒီမျက်လုံးနီနီနဲ့အကောင်ကြီးကိုရေကြီးတုံးကမတွေ့ရဘဲနဲ့ရေနောက်တုံးမှတွေ့ရတယ်ဆိုတော့မဖြစ်နိုင်ဘူးလို့တော့မဆိုလို့ဘူးတွေ့မဲ့တွေ့ရရင်တော့ဒီရေကြီးတုံးကပဲပို့ပြီးတော့တွေ့ရမှာမဟုတ်ဘူးလားဒါပေမဲ့ဓာရီကပြီးရင်တော့ကိုတွေ့ဖြစ်ရဆိုပြီးတော့ကျွန်တော် ော်တို့ကိုဂျင်းထဲတော့မှာပေါ့လေအကိုတွေ့ဖြစ်ရတော်တော်များများကလည်း Twitter က20%လောက်ရှိရဆိုရင်ဂျင်းထဲပြီးပြောနေတာက80%လောက်အထိကိုမှဖြစ်နေတယ်ဒီနေ့ခေတ်ကလည်း social ခေတ်ဆိုတော့ပုံပြီးတော့မှဆိုးတာပေါ့လေ social မှာဆိုတော့ဓာတ်ပုံတွေကဖြူဖွေးနေပြီးတော့အပြင်မှာတွေ့တဲ့ခါကျတော့တခြားစီဖြစ်နေတာမျိုးတွေဒါတွေကလည်းအရင် တုန်းကလောက်ပဲရမယ်ဗျဒီနေ့ခေတ်လူငယ်တွေတော်တော်များများကအရင်တုန်းကလောက်မအားကြတော့ဘူး ီနေရာမှာကျွန်တော်ရဲ့ personally ရကျွန်တော်ရဲ့ဒီဖြုံအုံးနောက်မမီမကန်းလေးနဲ့ဖတ်ဖူးမှတ်ဖူးတာလေးတွေရှိဟိုတကယ်အချက်လက် ပြည့်ပြည့်စုံစုံနဲ့တရားဝင်အတိမတ်ပြုထားတဲ့အရာ၄ခုရယ်အဲ့ဒီအရာကိုပဲလူတွေကစိတ်ဝင်တစားနဲ့လေးလာနေတဲ့အရာကကဘာပေါ်မှာ၄ခုပဲရှိပထမဆုံးတစ်ခုကဒီ border sin ကိုဒီ own your resource ကိုကိုယ်တိုင်ရှာဖူးတွေးရှိပြီးတော့ဘယ်ရာကတော့မှန်နေဘယ်ရာကတော့မမှန်ဘူးဆိုတာကိုကိုယ်တိုင်ကိုကြရှာဖူးတွေးရှိခဲ့တဲ့မြတ်ဗုဒ္ဓရယ်နောက်တစ်ခုကဒီ Jesus ဒီ Christian ရယ်နောက်တစ်ခု ခုကဒီအစ္စလမ်ကိုတွေ့ရှိခဲ့တဲ့ဒီမိုဟာမက်ရယ်နောက်တစ်ခုကတော့နယူတန်ရယ်ဒီလေးခုကိုပဲတရားဝင်အချက်လက်တွေအနေနဲ့ရှိခဲ့ပါတယ် ရှိပါတယ်ဒီအရာတွေကနေလွဲလို့ကြံတဲ့နက်ကိုးွယ်မှုတွေဘိုးတော်တွေဘွားတော်တွေနဲ့ပတ်သက်တဲ့အချက်လက်တွေကတကယ်ရှိပါတယ်ဆိုတာကိုတရားဝင်သတ်မှတ်ပေးထားတာမျိုးတွေမရှိပါဘူးဒါတွေကယုံကြည်မှုတွေနဲ့သက်ဆိုင်နေတယ်လို့တချို့တွေကြတော့လဲမှားနေမှန်းတော့သိရဲ့ဒါပေမဲ့ဒီဘိုးစဉ်ပေါင်းဆက်ယုံကြည်မှုတွေကနေစဉ်သက်လာလို့ဆိုပြီးတော့ယုံကြည်ကြတဲ့ဓလေ့တွေလည်းရှိနေတော့ပါပဲဒါတွေကိုလည်းတရားဝင်ဖြစ်အောင်ကြိုးပမ်းနေတဲ့သူတွေအခုချိန်မှာတော်တော်များများရှိပါတယ်အတချို့တွေဆိုရင်တော့ဒီကျွန်တော်တို့ကိုးကွယ်ရဘာသာတွေမတူပေမဲ့ဒီတိုင်းစဉ်းစားရင်တောင်မှပဲဒါ ာတွေကကိုးကွယ်တဲ့လားမကိုးကွယ်တဲ့ဘူးလားဘယ်ဟာကတော့ဖြစ်တဲ့နဲ့ဘယ်ဟာကတော့မဖြစ်တဲ့ဘူးဆိုတာကိုပါတိလာခဲ့တဲ့သူတွေလည်းတော်တော်များများရှိတယ်ဒါတွေအကုန်လုံးကတော့ဘာသာတရားနဲ့မဆိုင်ဘူးလူတစ်ယောက်ရဲ့စဉ်စားချင်းချိန်တိုင်းနဲ့အသိဉာဏ်နဲ့ပဲဆိုင်တယ်ပုဂ္ဂိယနဲ့ဘလို့ရစ်ပူစိုးတဲ့အကြောင်းငါပြောပြမယ်ငါပုဂ္ဂိယမယ်ငါလုံနေတာဒါမဲ့ငါလုံတာတော့မဟုတ်ငါမိဘရဲ့လုံတာဒါမဲ့ငါအခုလုံချင်တော့ငါခွဲထက်လိုက်ပြီငါကလေးတော့ကပေါ့နော်အင်းအမေကဒီနတ်တင်တာကိုတိတက်တဲ့ရွယ်အားစပြီးတော့သူက တက်နှကောင်ငဲဝဲလာတယ်ကြက်ဖုန်နဲ့ကြက်မတက်ဖုန်နဲ့ကြက်မလုံးဝအရှင်လက်လက်တည်နော်အရှင်လက်လက်တည်အရှင်လက်လက်တည်ဝဲလာပြီးတော့ကြက်တွေကိုအစာစချကြည့်တာငါငါတရဝါလေးတွေချစ်တတ်တာဟာအဲ့တော့အစာလေးတွေချကြည့်တယ်အစာချကြည့်နေနေပေါ့နော်ငါမေကိုမေးလိုက်တာပေါ့အမေဒီကြက်လေးတွေဘာလုံးမို့လဲပေါ့နော် กินเนี่ยเต็มหมดเนาะ อ๋อ กินเนี่ยเต็มหมดอ๋อกูอ่ะบ่ามันน่ะไม่เลยแกกูกินเนี่ยเต็มมาซื้อเออเต็มหมดซื้อแล้วแจ๋ลีดิกูเออจุ้ยเลยเออพี่มาอเมียอ่ะดิแจ๋ดิกูตัดดอมเลยซื้อญาตินี่แหละจะขอซะฮะบาลูตัดมาเลยบ่เนาะอเมียแจ๋ลีอ่ะตะนาบ่กันเนาะซะนี่ประสาทไปท่าดิไม่เปียวไหนเลยไอ้หลูนี่บ่ตะนาเนี่ยหลูไปเปียวล่ะเนาะบาลูตัดมาเลยบ่เนาะเออไม่เปียวไหนเลยညကြီးတယ်ဗောနော်အဲအဲ့လိုရှောက်မပြောပါဘောနော်တက်ခံကြီးတွေပါတယ်အဲ့လိုကင်းနဲ့တင်စကားလုံးမပြောပါဘူးတွေပါတယ်ဆိုတော့ ဲ့တော့ကိုယ်ကလေးဆိုဘာမှသိသိဒီနှစ်တည်းလဲငါဒီငငယ်ရဲတော့ဖះတရားလောက်ဖြစ်တယ်ပေါ့နော်အခုကြီးလာတော့ဖះတရားလည်းပို့ပြီးတော့လောက်ဖြစ်လာတယ်ဆိုတော့ကြီးလာတော့အခုဒီနှစ်ကစားရင်လုံးဝမလုပ်တော့ဘူးပေါ့နော်ငါအသက်20ကျော်တယ်20လုံးလုံးငါဒါကြီးကိုလောက်ခဲ့တာကိုကိုလည်းအဲ့ဒါကြောင့်စိတ်တုံမိတယ်တကယ်စိတ်တုံမိတယ်ကွာသိလားအမအခုမှအမကတော့တိရောတိရမပြင်နိုင်ဘူးဆိုတာဘယ်လိုမပြင်နိုင်လဲဆိုတော့အခုကမှတိရမလား မိသားစုနဲ့ပါအဆင်မပြေလူတယောက်အဆင်မပြေတော့ဘူးလေငါမိသားစု9ယောက်ရှိတယ်ငါမိသားစု9ယောက်မှာငါတယောက်တည်းအဲ့လိုခွဲထွက်နေတာတိန်လုံးတိန်လုံးကတော့နတ်တင်နေငါတယောက်တည်းအိမ်နေတဲ့အတွက်အဆင်မပြေဘွာတိန်လုံးနဲ့အဆင်မပြေမှာစိုးတဲ့အတွက်အဲ့တော့ငါငါမှခွဲထွက်လိုက်တာအဲညမုံနဲ့ကြိုးကြတယ်ငါ့အောင်ဆိုအိမ်မှာအကောင်ဆုံးချင်ပတ်လူပဲထင်တယ်အခုခေတ်ကြီးမှာမှန်တာလို့တကယ်မင်းရအောင် ဒီနေ့ခင်မှာဆိုရင်တော့တချို့တွေဆိုရင်တော့သူတို့ကိုသူတို့ယဟန်နာဆိုပြီးတော့ပြောနေကြတဲ့သူတွေရောဟိုတန်ကားတော့အရှင်သူမြတ်တွေလောက်တောင်မှစူးစမ်းအားထုတ်မှု level တခုမရှိဘဲနဲ့ပလင်ပေါ်တက်ထိုင်ပြီးတော့တရားဟောနေတဲ့သူတွေရောဟိုတကိုးအရာနဲ့ပညာအရာမှာရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောဂ္ဂလန်တောင်မှပဲဒီဗုဒ္ဓဖျားရှိကိုရောက်တဲ့အခါမှာအိန္ဒြေရှိရှိလေးနဲ့နေထိုင်ခဲ့ကြတယ်ဒါတောင်မှတကယ်တကယ်ဆရာဆရာကြီးပဲနော်ဒါပေမဲ့ဒီနေ့ခင်မှာဆိုရင်တော့ဖျားစဉ်ရှိမှပစိုးကြီးကိုဆွဲတင်ပေါင်ကြီးကိုဖော်ဆက်လက်ကြီးကိုဖွာပြီးတော့ပေါ်တော်တော်အကွက်တွေရောဒါ ာတွေတော်တော်များများကလည်းတိုင်းပြည်ဆင်းရဲဒုက္ခရောက်နေတုန်းမှအမြဲလိုလိုပေါ်လာတတ်ကြပါတယ်။အကြံတဲ့အချိန်တွေမှာမပေါ်ဘဲနဲ့ဘာလို့တိုင်းပြည်ဒုက္ခရောက်နေရတဲ့အချိန်မှာပေါ်ရတာလဲဆိုရင်လူတော်တော်များများကဒုက္ခရောက်လာပြီဆိုရင်ဘယ်လိုမျိုးတွေရင်ဆိုင်ဖြတ်တန်းရမလဲဆိုတာထက်ကိုမှအားကိုးရှာတတ်တဲ့အကျင့်လေးတွေရှိနေလို့ပေါ့လေ။အခုလက်ရှိဒီနေ့ခေတ်မှာတော့တော်တော်များများမြင်ဘူးပါလိမ့်မယ်။ဒါကလည်းအခုရမှာမဟုတ်ဘူး။ဟိုးအရင်တည်းကအများကြီးအများကြီးရှိခဲ့ဘူးတဲ့။အော်တချို့တွေကြတော့လေသူတို့တွေကငကားတိုက်ကလာတာ။လူနဲ့တော့ခံလို့မရဘူးဆိုတဲ့လူတွေလည်းအများကြီးရှိတယ်။ ူလန်းအောင်ခံလို့မရဘူးဆိုရင်လည်းလူထဲမနေနဲ့ပေါ့လေရေထဲစင်းနေပေါ့ဒါပဲရှိတာပေါ့ Hello how are you I am under the water please help me here too much raining